အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုယ်တိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ဇီယံကောင်းတော့ဆရာကြီးဇီယံကောင်းတဲ့ရတရားလေးပေးပါအောင်ဆိုတော့ဒီနေ့မှတော့ဇီယံကောင်းစင်မဲ့ရတရားပြန်လည်မြောက်ပေးမှဖြစ်ပါတယ်ဗျာအဲ့တော့ရောင်းမကောင်းတဲ့မိတ်ဆွေများအဲ့တော့ကျွန်တော်တို့ငွေကြေးချက်တင်တဲ့မိတ်ဆွေများအတွက်ဇီယံကောင်းပြီးငွေရှင်စေတဲ့ရတရားလေးပဲဖြစ်ပါတယ်ဗျာအရန်လွဲ့ပါတယ်ကျွန်တော်တို့ပထမအောင်ဆုံးလိုတာလေးကတော့ကျွန်တော်တမာခိုင်းလေးတစ်ခိုင်းလိုမယ်တမာခိုင်းနော်တမာခိုင်းတမာခိုင်းလေးနဲ့ကျွန်တော်တို့ရောင်းကျင်တဲ့ပစ္စည်း ဲ့တော့ရောင်းထွက်လို့လည်းပစ္စည်းပေါ်အဲ့တမကိုင်းလေးကိုရိုက်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 ပြီးတော့ဒီကာတာကိုယူပြရမှာဖြစ်ပါတယ်ဗျအဲ့တော့တမကိုင်းလေးရိုက်နေဒီကာတာကိုကိုကောက်ယူပြရမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီဟာလေးနဲ့မမကြမကြယူပြရမှာဖြစ်ပါတယ် ဘဂဝါအိဆန်းနေတိဋ္ဌိယအိစိတံမဟာလာဘံဒီတုမိဇေယမင်္ဂလံဘဂဝါအိဆန်းနေတိဋ္ဌိယအိစိတံမဟာလာဘံဒီတုမိဇေယမင်္ဂလံဘဂဝါအိဆန်းနေတိဋ္ဌိယအိစိတံမဟာလာဘံဒီတုမိဇေယမင်္ဂလံဆိုပြီးကိုးကောက်ရွတ်ပြီးရိုက်လိုက်ရွတ်လိုက်ရဲလိုက်ရွတ်လိုက်ရဲလိုက်ရွတ်လိုက်ရဲလိုက်ရွတ်လိုက်ရွတ်ပြီးအဲ့ဒါလေးလေးကိုကျွန်တော်တွေခဏခဏရိုက်ပြီးဒါနံပါတ်1နံပါတ်2ကတော့လက်ဖက်ထုတ်ပဲဖြစ်ပါလေလက်ဖက်အကျန်းထုတ်လေးရှိတယ်ကျွန်တော်တွေလက်ဖက်အသားကြီးပဲเนาะ လက်ဖက်သားကြီးပဲထုတ်လို့ရှိတယ်အဲ့အဲ့လက်ဖက်ထုတ်လေးနဲ့ကျွန်တော်တို့ဒီရောင်းကျင်တဲ့ပစ်ပစ္စည်းကိုရောင်းကျင်တဲ့ပစ္စည်းကိုဓာတ်မီနဲ့ထုံးမယ်ဘယ်ဘယ်လက်ကဓာတ်မီနဲ့ထုံးမယ်ညာဘက်လက်မှညာဘက်လက်ကတော့အဲ့ဒီလက်ဖက်ထုတ်နဲ့အတားလေးတိုးခေါက်ထိမယ်အဲအဲ့လက်ဖက်ထုတ်လေးနဲ့အတားလေးထိမယ်ဗျာရောင်းထက်ပါသေးရောင်းထက်ပါသေးဈေးကောင်းရပါသေးရောင်းထက်ပါသေးမြန်မြန်လာပါသေးဈေးကောင်းထက်ပါသေးဈေးကောင်းကောင်းပါစီပေါ့ အဲ့လိုမျိုးလေးပြောမယ်ပြောပြီးတော့ကျွန်တော်တွေရောင်းမယ်ဆိုလို့ရှိရင်ရောင်းစရာမှန်မှန်တမန်အားလုံးရောင်းထွက်ပါလိမ့်မယ်ဗျဒီနှစ်ခုလှုပ်လိုက်ပါတကယ်ထူးခြားစီပါတယ်ဗျပထမဆုံးတစ်ခုကကျွန်တော်တွေတမခိုင်းနဲ့ယိုင်နဲ့ကာတာကိုရွတ်မယ်ဒုတိယဒုတိယရတရားကျတော့ကျွန်တော်တို့ဘယ်လက်မှာဓမီအကောင်လေးနဲ့ကင်ပြီးရောင်းတက်လို့လက်ပစ္စည်းကိုယ့်ရဲ့ရောင်းကျင်တဲ့ပစ္စည်းပေါ့နော်ကိုယ့်ရဲ့ကွန်ပစ္စည်းကိုဓမီနဲ့ဘယ်ဘက်ကထိုးညာဘက်ကလက်ဘက်ထိုးလေးနဲ့တိုထီခောက်ပြီးတော့ဆူတောင်းပေးရင် မြင်မြင်ရောက်ထွက်စီပါတယ်ဗျဈေးကောင်းလည်းရပါတယ်အဲဒီရတရားနှစ်ခုကိုလှုပ်လို့ရှိရင်တကယ်ကိုအဆင်ပြေပြီးဆွမ်းထွက်ပါတယ်ဗျဟုတ်ပြီဒါဆိုရင်နောက်ဆုံးရတရားလေးတစ်ခုဆက်လက်ပြီးမြောက်ပေးပါဦးမယ်ဗျနောက်ဆုံးရတရားတစ်ခုကတော့ပန်းမှန်ရတရားပဲဖြစ်ပါတယ်အလုံးမဲ့ကျွန်တော်အရင်တစ်ခေါက်ပါလဲမြောက်ပြီးခင်တော့မှန်တစ်ချက်ကိုပလက်လန်ထားမယ်မှန်ပေါ်မှာအဲတော့ကျွန်တော်တို့ဖန်ခွက်တစ်ခွက်ထည့်မယ်ဖန်ခွက်တွေကိုရေထည့်ပြီးနင်းစီပဲလေးသုံးမွေထည့်ထားမယ် ဒါလေးပဲဒီဟာလေးလှုပ်ထားလိုက်ရင်နာတယ်ကျွန်တော်တွေလူများချစ်ခင်နဲ့သက်စေတယ်ကုပ္ပစီတို့လူကြိုက်တွေများစေတယ်အဲ့တော့ကျွန်တော်ဈေးဝယ်တွေကိုဆွဲဆောင်စေတယ်ဈေးဝယ်တွေကိုလိုလိုချင်လာအောင်လို့ညှို့ယူပေးတယ်ဆွဲဆွဲခေါ်ပေးတယ်ကျွန်တော်တွေရေတရာပဲဖြစ်ပါတယ်ဒီရေတရာသုံးခုလှုပ်လို့ရှိရင်မိတ်ဆွေများဘာပဲရောင်းရောင်းအကုန်ရောင်းထွက်မှတည်ကြပါတယ်ဗျဈေးမကောင်းတဲ့မိတ်ဆွေများလှုပ်ကြည့်ပါတကယ်ထူးကြပါတယ်စားတော့ဆိုင်ကိုရဆိုင်ရွှေဆိုင်စက်ပစ္စည်းစပဲဘလောက်ပဲတုံမှုကြီးသည်ပစ္စည်းနေသည်ပစ္စည်းများကြီးဖြစ်စေ အဲ့တော့တွန်းလင်းတဲ့ရောင်းတဲ့မိတ်ဆွေတွေရောရေရလှုပ်ထားကြည့်ပါအားလုံးရောင်းထွက်စေပါတယ်ဗျကဲတောင်းတမိထားတဲ့မိတ်ဆွေမြတ်တွေမြောက်ပေးလိုက်ပါတယ်ဗျကျေးရှင်နာစီမိတဲ့မိတ်ဆွေအားလုံးထူပဲကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေခုနသားသမီးအားလုံးလည်းဇေယံကောင်းကြပါစေလက်ရွှင်ကြပါစေစီဝါကြီးဝဲတွေအဆင်ပြေကြပါစေဒီလာတိုးတက်ကြပါစေလူတန်းနေနေလုံနေကြပါစေဗျအဆင်ပြေတဲ့ live subscribe နဲ့ပြီးအပေးခဲ့ပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်